ီကိုပါများလားမင်္ဂလာပါကျွန်တော်စောချုံညနေဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ဆရာကြီးရှာဖွေတွေ့ရှိလာတဲ့ COC software နေလေးတွေကိုမျှဝေလာတာဆိုရင်ဖြစ်ကျွန်တော် fix တိပြီးသွားပြီပေါ့ဒီနေ့ကျွန်တော်လည်လာမှာ class ကိုလည်လာမယ် class u c l a u s e class okay class ကိုမလည်ကဲ phrase definition လည်းကျွန်တော်ပြန်ပြောကြည့်အောင် what is phrase phrases group word fix မှာ definition sheet လို့ class မှာလည်းသူ definition sheet ပါဗောနော် class ရဲ့ definition ကိုကျွန်တော်နှစ်ခေါက်ပြောပြမယ်ဒီချာလေးနှစ်ထောက်ပဲပါ what is clock clock is a plural sentence it has subject and verb it doesn't make complete sense one more time what is clause clause is a plural sentence it has subject and verb it doesn't make complete sense အဲ့တော့ကျွန်တော်မြန်မာလိုလေး translation လုပ်ပေးမယ် what is clause clause ဆိုတာဘာလဲ a plural sentence စာကြောင်းရဲ့အစိတ်အပိုင်းဖြစ်ပါတယ် it has subject and verb သူ့မှာ subject ပါတယ် verb ပါတယ် it doesn't make complete sense doesn't make ဆိုတာမဖြစ်စေဘူး complete ဆိုပြည့်ပြည့်စုံသော sense s e n s e sense အဓိပ္ပာယ်က meanings ကိုပြောတာအဓိပ္ပာယ်ပြည့်စုံအောင်မဖြစ်စေဘူးဆိုတော့အဓိပ္ပာယ်မပြည့်စုံလို့ပြောတာဒါဆိုရင်ညီကောင်မများ subject ပါမယ် verb ပါမယ်အဓိပ္ပာယ်မပြည့်စုံရင် clause လို့ကျွန်တော်ပြောလိုက်ရတယ်ဒါဆိုရင် subject ပါမယ် verb ပါမယ်အဓိပ္ပာယ်ပြည့်စုံရင်ရော အဲ့ဒါကြတော့ sentence ဖြစ်သွားပြီဒါဆိုညီကောင်တွေ sentence နဲ့ clause နဲ့မမှားနိုင်ဘူးလားမှားနေနိုင်တယ်ပေါ့နော်အဲ့ဒါဆို sentence မှာလည်း subject ပါတယ် verb ပါတယ် clause မှာလည်း subject ပါတယ် verb ပါဒါပေမဲ့ထူးခြားချက်တစ်ခုက clause မှာထူးခြားချက်တစ်ခုပါအဲ့ဒါက cross အရှိမအများနဲ့ conjunction တလုံးပါပဲ conjunction ဆိုတာ what to why and because the if the as to allo conjunction စကားစက်တလုံးပါမယ်ပြီးရင် subject ပါမယ် verb ပါမယ်အဓိပ္ပာယ်မပြည့်စုံမှုဆိုတော့မှအဲ့ဒါဘာဖြစ်သွားပြီလဲ cross ဖြစ်သွားပြီဒါကိုဒါဆိုရင်ညကောပြန်ပြီးတော့ပြောကြည့်အောင် subject ပါတဲ့ verb ပါတဲ့အဓိပ္ပာယ်ပြည့်စုံရင် sentence နော်ဒါဆိုရင် conjunction ပါမယ် subject ပါမယ် verb ပါမယ်အဓိပ္ပာယ်မပြည့်စုံရင် close ဖြစ်သွားပြီ။ Okay မြေကောင်းကြည့်ပါအဲ့ဒီ close color phrase လို့သူအုပ်စု2 2 2စုလိုက်တဲ့အခါမှာ3စုရတယ်။ဘယ်နှစုရလဲ3စု။ဘာတွေလဲဆိုရင် noun clause adjective clause ever class ဘာတွေတော့ noun class adjective class ever class အဲ့ဒီ noun class adjective class ever class ရာကျွန်တော်ပုံသဏ္ဍာန်ကြည့်ခေါ်သလားနေရာကြည့်ခေါ်သလားနေရာကြည့်ခေါ်တယ်ဒါဆိုရင် noun class ပဲနေရာမှာရှိမလဲ noun နေရာမှာရှိမလဲ adjective clause ပဲနေရာမှာရှိမလဲ adjective နေရာမှာရှိမလဲ ever clause ပဲနေရာမှာရှိမလဲ ever နေရာမှာရှိမှာပေါ့ညီကောင်များဒါဆိုရင်ကျွန်တော်တို့ clause တုံးမျိုးကြောင့်ကျွန်တော်တို့လေ့လာပြီးတော့ရဖြစ်ပါတယ် clause လေ့လာပြီးဆိုတော့ကျွန်တော် non clause ကိုဆက်ပြီးလေ့လာကြမယ် thank you မိကောင်းများကျွန်တော်တို့ noun clause ကိုဆက်ပြီးလေ့လာရအောင် noun clause ကိုဆက်ပြီးလေ့လာမယ်ဆိုတော့ကျွန်တော်မိကောင်းများကျွန်တော်တို့လေ့လာထားပြီးသားဆရာကြောင့်မှ noun clause ဖြစ်နိုင်တဲ့ဘယ်နေနေရာလဲဆုံးနေရာဘယ်နေရာလဲ subject object complement ဒါဆိုအဲ့ဒီ subject object complement ဆိုရင် noun နေရာမှာဝင်လာမယ် clause ဘာ clause ဖြစ်မလဲ noun clause ပေါ့ subject ကိုဘာနဲ့ကောက် the နဲ့ကောက် object ကိုကိုနဲ့ကောက် complement ကို the နဲ့ကောက်ဆိုပြီးကျွန်တော်ပြောတာလေဒါဆိုကျွန်တော် sentence သုံးကြောင်းရေးပြပေးမယ်ကျွန်တော်တို့စူးစမ်းပန်းစားလေ့လာကြည့်ကြဆိုညီကောင်မများ what he wants is important he does not know what he wants. It is what he wants. Okay, a Asa John do Juza Sujiza. What he wants is important. He does not know what he wants. It is what he wants. 那么你给我们要记吧。 what he wants what he wants what he wants ဆိုတော့ပုံစံမတူနေဘူးလားတူနေတယ်ဒိဗတ်တူပါမလားမတူဘူးဗျာဘာလို့မတူတာရောနေရာမတူလို့လေ okay so ပထမစာကြောင်း what he wants is important မှာဘာကိုရှာပေးပါဘာက is ဟာ what's မဟုတ်ဘူးလား မဟုတ်ပါဘူးလို့ဆို work ဆို conjunction ပါတယ်နော်ဒါဆိုရင် main verb က is ဖြစ်မယ်ဒါဆိုရင် subject ကဘယ်လိုဖြစ်မလဲ subject က what he wants what he wants is ဖြစ်တည်တယ်ဘာဖြစ်မှလည်းမသိဘူးအတိတ်ပဲမပြည့်စုံတော့ important က complement ဒါဆိုရင် subject verb complement sentence verb two နဲ့ပဲရထားရင်ကောများဟုတ်ပြီနော်တဲ့ subject နဲ့မှာကြည့်လိုက်ပါညီကော subject နဲ့မှာ what he wants ဆိုစကားသုံးလုံးဖြစ်နေတယ်စကားသုံးလုံးဆိုတော့ phrase လည်းဖြစ်နိုင်တယ် clause လည်းဖြစ်နိုင်တယ်ဆိုကျွန်တော်တို့ခွဲကြည့်အောင် ်ဝရီဝန်ဒီစာကြောင်းအစိပ်ပိုင်းသူမဝတ်ဆိုရဲ conjunction ပါတယ် he ဆိုရဲ subject ပါတယ် want ဆိုရဲ verb ပါတယ်ဒါပြည့်စုံလားမပြည့်စုံဒါပေမဲ့မပြည့်စုံတော့ဘာဖြစ်သွားပြီလဲ class ဖြစ်သွားပြီအဲ့ဒီ class က subject ညာဝင်လာတော့ဘာ class လဲ noun class ပေါ့အဲ့ subject ညာဝင်လာ noun class ကိုဘာနဲ့တွေပဲကောင်းဒီနဲ့ကောင်းပါလေသူပါလို့ချင်လဲဆိုတာဒီအရေးကြီးသည်သူလို့သူလို့ချင်တာဒီအရေးကြီးသည်ဒီလိုဖြစ်သွားတယ်โอเคဒါဆိုဒုတိယစာအုပ်ကြည့်ပါ he does not know what he want ဘာကိုရှာတော့ဘာက no subject က he no so they don't know မသိဘူးဘာကိုမသိတာလဲမသိခြင်းခံရတာလို့ရတယ်ခံရရင် object does not what want ကဘယ်နေအောင်လဲ object that's a subject verb object sentence verb three နဲ့ရေးထားတဲ့ညကောများအဲ့မှာ object နေရာကြည့်လိုက်ပါ object what he wants ဆိုစကားသုံးလုံးဖြစ်နေတယ် phrase ဖြစ်နေတယ် clause ဖြစ်နေတယ် phrase မှာ clause မှာကျွန်တော်ခွဲလို့မရပါဘူး ရတာပေါ့လော်လော်လေး why one is a joint အစိပ်ပိုင်းသူမှာ what's the conjunction ပါတယ် he ဆိုရဲ subject ပါတယ် one ဆိုရဲ verb ပါတယ်ဒါပဲပြည့်စုံလားမပြည့်စုံလေဒါပဲပြည့်စုံတော့ဘာဖြစ်သွားကလေး clause ဖြစ်သွားအဲ့ clause က object နဲ့ဝင်လာတော့ဘာ clause လဲ noun clause ဖြစ်သွားတယ် object နဲ့ဝင်လာဝင်လာတဲ့ noun clause ကိုကျွန်တော်ဘာနဲ့တွေပဲကောင်းကိုယ်နဲ့ကောင်းမယ်ကျွန်တော်ပတ်သက်ပြမိမယ်သူဘာလို့ခြင်းလဲဆိုတာ sorry သူဘာလို့ခြင်းမန်းကိုသူမသိဘူးတဲ့ပြီးသွားတယ်သူဘာလို့ခြင်းမန်းကိုသူမသိပါဘူး နောက်တစ်ဆင် object နဲ့မှာဝင်လာတဲ့ noun clause လေးလေးလာပြီနောက်ကြောင့်ကျွန်တော်တို့ကြည့်အောင် it is what he wants it is what is want ဘာကိုရှာတော့ဘာက is okay subject က it it is the ဖြစ်တယ်ဘာဖြစ်မှာလဲမသိနော်ဒါဆို what he wants ကဘယ်နေရောက်နေလဲ complement နေရောက်နေတယ် as a subject with complement sentence number two နဲ့ရေးထားဖြစ်ပါတယ် i compliment နဲ့ပါကြည့်လိုက်ပါညီကိုမတော်များ what i want the စကားသုံးလုံးဆိုတော့ phrase လည်းဖြစ်နိုင်တယ် clause လည်း phrase ဖြစ်နိုင်တယ်ပေါ့နော် phrase နဲ့ clause နဲ့ကျွန်တော်ခွဲမယ်လွယ်လွယ်လေး what i want the စာကြောင်းရဲ့အစိပ်ပိုင်းသူမ what ဆိုရဲ conjunction ပါရင် he ဆိုရဲ subject ပါရင် want ဆိုရဲ verb ပါရင်ကြည့်ပြည့်စုံလားမပြည့်စုံလေတိပ်မပြည့်စုံတော့ဘာဖြစ်သွားပြီလဲ clause ဖြစ်သွားပြီအဲ့ဒီ clause က complement နေရာမှာလားဘာ clause လဲ noun clause အဲ့ဒီ complements နေရာမှာလား noun clause ကိုဘာနဲ့တွေပဲကော ဒီနဲ့ကောက်ပဲเนาะ is what he want သူလိုချင်တာဒီဒါပဲ၎င်းဒီသူလိုချင်တာဖြစ်သည်ဆိုတော့သူလိုချင်တာဒီဒါပဲမင်းပေးတာ ਨੇ အတော်ပဲလို့ပြောတာ Okay ဒီကောင်မြတ်ဒါဆိုလို့ဆိုရင်ကျွန်တော် non gloss လေးလာပြီးဒီမှာကြည့်မယ်ပရမစကြောင်း what he wants a bottom of wants မှာကျွန်တော်ဘာလို့ s ပါတာလဲ he ကအနေမလို့ဒါဆိုရင်ကျွန်တော် he ကို they ပြောင်းလိုက်မယ် want မှာ s ပြောင်းသွားမယ် i main verb is ကိုကျွန်တော် r ပြောင်းဖို့လို့မလို့မလို့နော်ညီကောင်များ ဒီကောမှတ်ထားမှာက subject နေရာမှာဝင်လာတဲ့ noun clause တွေအများတန်း singular ပဲဖြစ်ပါတယ်။ဒါကြောင့် verb ကလည်းအနေပဲဖြစ်ရမှာနော် singular ပဲဖြစ်ရမှာ။အစင်းကြီးကောင်းများကျော်ရီ noun clause လေးလာပြီးဆောင်သွားပြီပြန်ပြကြည့်အောင်ဆက်လက်ကမှ noun clause ဖြစ်နေတာဘယ်နှနေရာလဲ၃နေရာဘယ်နေရာလဲ subject object complement ဒါဆိုရင်အဲ့ subject object complement ဆိုရင် noun နဲ့ဝင်လာမဲ့ clause per clause noun clause subject ကိုဘာနဲ့ကောက်ဒီနဲ့ကောက် object ကိုကိုနဲ့ကောက် complement ကို ဒိနေကညီကောင်မများဟုတ်ပြီနော်ဒီစာဖတ်နည်းလေးတွေကညီကောင်မတွေကို အင်္ဂလိပ်စာတွေကိုဖတ်တဲ့အခါမှာလွယ်လွယ်ကူကူနဲ့အခြေဆက်လေးတွေမှတ်မှတ်ကန် ဖတ်တတ်သွားအောင်ဖတ်နိုင်သွားအောင်အထောက်အကူပေးမှာဖြစ်ပါတယ်။ဒါတော့ညီကောင်ရဲ့ကျွန်တော်တင်ပေးတဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်ကြည့်ရှုပေးပါလေ့လာပေးပါ။အဲ့ဒါပြီးတာနဲ့ကျွန်တော်တင်ပေးမဲ့စာဖတ်နေဗီဒီယိုလေးတွေကိုလေ့လာလိုက်ရုံနဲ့ညီကောင်ရောင်းလေဗယ်စာအုပ်လေးတွေကိုကောင်းကောင်းမွန်မွန်ဖတ်လာနိုင်မယ့်အင်္ဂလိပ်စာစွမ်းရည်တွေတိုးတက်လာမယ်စာဖတ်စွမ်းရည်တွေတိုးတက်လာမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကညီကောင်ရောင်းအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးတော့ပါ။အများသူငါသိအောင်လဲညီကောင်ရောင်း ကျွန်တော်ဗီဒီယိုလေးကိုမျှော်ပေးတော့ပါအောင်เนาะဒါဆိုရင် now လာမယ့် adjective clause ဗီဒီယိုလေးမှာကျွန်တော်ပြန်လည်ဆောင်တွေ့ကြပါစို့ okay thank you so much everyone let's stop here see you tomorrow wish you all the best everyone bye bye